အင်းတော်မျိုးသိမ့်တိုက်ပွဲအပြီးမြို့ရဲ့သုံးပုံတပုံခန့်ပစ္စည်းစကိုင်းတိုင်းအင်းတော်မျိုးကိုတော်လန်ရေးအင်အားစုတွေကအစောပိုင်းမှာလက်ဦးမှုရယူသိမ့်ပိုက်ထားနိုင်ခဲ့တာမို့မြို့ကိုအပြီးတက်သိမ့်ပိုက်နိုင်ချိန်မှာမြို့ရဲ့သုံးပုံတပုံခန့်နေအိမ်တွေသာထိခိုက်ပျက်စီးခဲ့တယ်လို့ဒေတာခန့်သတင်းရင်းမြစ်တချို့ကပြောပါတယ် သုံးပုံတပုံလောက်ကတော့ရှိမှာပေါ့သုံးပုံတပုံလောက်ကတော့ပျက်စီးသွားတဲ့အနေအထားတော်တော်များများမပျက်စီးပါဘူးတခုခုခံရတာတို့ဘာလို့ဒီလိုတွေပဲရှိတာပေါ့တို့တရင်ရင်မြစ်ကဆူပါတယ်တော်လန်ရေးအင်အားစုတွေဟာအင်းတို့မျိုးကိုတိတ်ယူနိုင်မှု2024ဩဂုတ်လ16ရက်မှာစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး9လကျော်ကြာ2025ခုနှစ်ဧပြီလပထမပတ်မှာအပြစ်သက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ် မြို့သိမ်းတိုက်ပွဲစတင်ခဲ့တဲ့အောက်ဂုလနဲ့စတင်မာလာတွေမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့သလိုအင်းတော်မြို့မရေစခန်းအပါဝင်မြို့ရဲ့သုံးပုံနှစ်ပုံလောက်ကိုတော်လန်ရေးအဖွဲ့တွေကစူးမိုးထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။အင်းတော်မြို့မှာအောင်မင်္ဂလာအောင်ချမ်းသာအောင်စရာနဲ့အောင်မြတ်တာစတဲ့မြို့ပေါ်ရက်ွက်လေးရက်ွက်ရှိပြီးအိမ်တော်စု1800ကျော်နဲ့လူကြီး8500ကျော်နေထိုင်တဲ့မြို့ဖြစ်ပါတယ်။အင်းတော်မြို့ကိုတော်လန်ရေးအင်အားစုတွေတိမ့်ပိုက်ပြီးနောက်တွေ့ရတဲ့အပြက်အစီးဟာ ပင်လယ်ဘူးမြို့အပြက်စီးလောက်မှများတာတွေ့ရတယ်လို့ဒေတာခန်တရင်းရင်းမြစ်ကဆိုပါတယ်ပင်လယ်ဘူးမြို့ဟာအင်ဂျီ1500ကျော်လူဦးရေ8000ကျော်နေထိုင်ခဲ့တဲ့မြို့ဖြစ်ပေမဲ့မြို့သိမ်းတိုက်ပွဲကလာအတွင်းစစ်အုပ်စုကလေကြောင်းတုံးပြီးဘုံလုံးရေထောင်နဲ့ချီတာကျဲချခဲ့တာကြောင့်နေအိမ်အဆောက်အုံတွေရဲ့85ရာခိုင်နှုန်းခန့်ပျက်စီးဆုံးရှုံးခဲ့တာလို့ဆိုပါတယ်ဒေတာကလက်ဦးမြုပ်ရယူသွားနိုင်တဲ့အနေအထားကြောင့် အပြည့်စည်းနေတာလို့ပြောလို့ရမယ်လို့အင်းတော်မျိုးရဲ့နေအိမ်ကြီးခိုက်ပျက်စီးမှုနဲ့ပတ်သက်ပြီးသတင်းရင်းမြစ်ကပြောပါတယ်အစောပိုင်းမြို့သိမ်းတိုက်ပွဲကာလအတွင်းအင်းတော်မျိုးရဲ့မြို့တွင်းပိုင်းနေရာတွေကိုတော်လန်ကြီးအင်အားစုတွေကလက်ဦးမှုရယူသိမ်းပိုက်လိုက်နိုင်တာကြောင့်စစ်အုပ်စုတပ်တွေဟာမြို့စုံပိုင်းရှိဂျပန်နိုင်ငံကဂုံးနဲ့မြို့မှာပုံကြီးကြောင်းနေရာတွေစီးစုပ်ခွာထိုင်ချခဲ့ရတာဖြစ်ပါတယ်အဲ့ဒီ